ဘာသာရေးနဲ့ပတ်သက်တဲ့အမှန်တရားတစ်ခုကိုသိလိုက်ရချိန်မှာပုံမှုအားပေးခဲ့ရတဲ့ချာလီပိုက်တမြအလုံးမဲ့မလာပါရှင်ပိုက်တမြရှင်တရောဆောင်ချာလီဆိုတာထက်အတီဟာဦးလို့ပြောလိုက်ရင်ဗက်တီးရီးယားမျက်လုံးတွေမှာပိုပြီးကွက်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 မြင်မိမယ်လို့ထင်ပါတယ်ရောဆောင်ကြလေးကလွန်ခဲ့တဲ့ရက်တွေတွေကမှပြသပေးခဲ့တဲ့အမုံမြက်ဆွေဇလန်တွေမှာတီဟာဦးအဖြစ်အပါဝင်တရားဆောင်ခဲ့ရပဲဖြစ်ပါတယ်။အဲဇလန်လေးက ဂျာလီရဲ့ပထမအုပ်စုံသောဇလန်တွဲပြပေးသူရဲ့ဘဝမှာအနုပညာမတ်တာစိုက်ထူနိုင်ခဲ့တဲ့ဇလန်တွဲတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။တီဟောက်ဦးလိုတယောက်ဆောင်တဲ့အချိန်မှာတော်တော်ပြ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 ရှိလာတာကြောင့်ဖိုက်တာတော်တော်များများကတီဟောက်ဦးလိုယောက်ျားမျိုးကိုလိုချင်နေဆိုပြီးပါဇက်ကထုတ်ပြောရလောက်တဲ့အတိ ချာလီရဲ့အောင်မြင်မှုမှတ်တမ်းလေးကိုစိုက်ထိုးနိုင်ခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်လည်းရှိချိန်မှာတချို့သောပတ်သက်အခမ်းအနားတွေမှာပရိသတ်တွေကချာလီကိုချာလီဆိုတဲ့နာမည်ထက်ဆက်ကောင်တွေကနာမည်ဖြစ်တဲ့တီဟော့ဦးဆိုတဲ့နာမည်ကိုပဲပရိသတ်တွေကတွေ့မြင်နေကြတာဖြစ်ပြီး ဝင်းရမော်လှိုင်နဲ့တီဟာအိုရီရဲ့ဇလံတွေးတွေကိုပရိသတ်တွေကမျှော်လင့်နေကြပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာဆိုရင်တရုတ်ဆောင်ဂျာလီကနောက်ထပ်ဇလံတွေးကိုရိုက်ကူဖို့အတွက်ပြင်ဆင်နေပြီဖြစ်ပါတယ်။အဲဇလံတွေးတွေမှာလည်းပရိသတ်တွေအားပေးမှုအများဆုံးဖြစ်တဲ့တရုတ်ဆောင်ဝင်းရမော်လှိုင်နဲ့အတူတူကျွဲဖက်ပြီးတရုတ်ဆောင်ရမှာပါ။ဒါကြောင့်ပရိသတ်တွေကပုံမပြောရှင်နေကြပါတယ်။သူတို့ချရတဲ့အမှုပြရရှင်တို့ကိုချမ်းမှန်ပြီးစုံတရမှာဖြစ်တာကြောင့်ဘလို့ဆွေးရမယ်ဆိုတာကိုလည်းပရိသတ်တွေကရင်ခုန်စွာနဲ့စောင့်ပြကြတာဖြစ်ပါတယ်။ ဒီလိုဇလန်တွဲအတက်ထွက်လာတဲ့အချိန်မှာပဲဒီဥဆောင်ဂျာလီနဲ့ပတ်သက်တဲ့ဘာသာရေးနဲ့ပတ်သက်တဲ့တခုကပေါ်ထွက်လာခဲ့ရပါဒီလိုပေါ်ထွက်လာတဲ့အချိန်မှာတော့ပြည်သူတွေကချာလီကိုပုံမလေးစားခဲ့ကြတာပါပို့ပြီးတော့လည်းချစ်ပြီးအားပေးဖို့လည်းဆုံးဖြတ်လိုက်ကြတာပဲဖြစ်ပါတယ်အဲ့ဒါကတော့တရုတ်ဆောင်ချာလီကဗုဒ္ဓဘာသာဝင်မဟုတ်ပဲအစ္စလာမ်ဘာသာဝင် ဖြစ်နေတဲ့အကြောင်းပါတော်တော်များများကဘာသာကြားရည်ဟာတခြားဘာသာတွေရဲ့ဖျားပေါ်တယ်လီမရှိပါဘူးအထူးသဖြင့်မြန်မာဗုဒ္ဓဘာသာဖျားရည်ပေါ်မှာတခြားသောဘာသာဝင်တွေက တရားလေးမရှိကြပါဘူး။ဒါမဲ့တရုတ်ဆောင်ချလေးကတော့ဇလန်ကျွဲအတင်းရိုက်ကုန်မဲ့ကရော့ပေးအခမ်းနာမှာဆိုရင်ဖျားပေါ်တက်ခဲ့တယ်။လက်အုပ်မချိဘူးဆိုပေမဲ့ရိုးရိုးသေးသေးထိုင်နေပြီးခဲ့တယ်။ဒီလိုပြုမှုတွေကြောင့်ပိတ်တရီကတော်တော်လေးကိုအံ့ဩခဲ့ရပြီးချီချူလေးစားမစုံဖြစ်နေရဖြစ်ပါတယ်။အစ္စလမ်ဘာသာဝင်ဖြစ်နေပေမဲ့တခြားဘာသာရဲ့ဖျားပေါ်လာရောက်ပြီးအယုဒေးပြီးခဲ့တဲ့အတွက်အလုံးကအယုဒေးပြီးနေကြတာပါ။အခန်းထဲမှာချာလီမလာလေးရပါတယ်။ယုံကြည်မှုတစ်ခုနဲ့ရုပ်ရှင်လောကသားချင်းချင်းပေါ်မှာ ထားတဲ့လေးစားမှုတစ်ခုကိုပြသခြင်းရဲ့စိတ်နဲ့ဂျာလီကဘီယာကို လာရောက်ခဲ့တာဖြစ်ပါတယ်အရာကိုတည်သွားတဲ့ပြိတ္တတော်များများကတော့တရားဆောင်ဂျာလီကအစ္စလမ်ဘာသာဝင်ဖြစ်ပေမဲ့မြန်မာဖျားပေါ်တရားလာပြီးတဲ့အတွက်ဂျေဇုရဲ့တင်မဆောင်ဖြစ်နေရပါ။နောက်ပြီးဂျာလီရဲ့စိတ်ဓာတ်လေးကိုလည်းပို့ပြီးချစ်ခင်သွားခဲ့ကြတာပါ။ဂျာလီကဇလန်တွေတခုပြတခုရှိုက်ကူးနေရတာဖြစ်ပါတယ်။ အရင်တုန်းကဆိုရင်မော်ဒယ်နဲ့အစီအစဉ်တင်ဆက်တို့ဖြင့်ဆောင်ရွက်ခဲ့သလိုအမုံမြဇလန်တွဲနဲ့အတူနော်တယ်ဇလန်တွဲတွေမှာဆက်လက်တိုးဆောင်ပြီးရည်တည်သွားမှာဖြစ်ပါတယ်။မြူကကြီးရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောအစ္စလာမ်ဘာသာဝင်ဖြစ်တယ်ဆိုပေမဲ့တခြားဘာသာဝင်တွေရဲ့ဖျားပေါ်မှာအယုဒေပြီးခဲ့တဲ့ခြေလေးပေါ်ဘယ်လိုလဲသိမြင်လဲဆိုတော့ကိုမမပြောသွားခဲ့ပါဦးနော် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးတော်ရတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရစီရင်မှုပြရရှင်တရင်ကြောင့်များကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအကျတော့ရေတနိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာကြပ်ပြီးခလုံးလေးကိုလည်းနေထားပေးကြပါအောင်နော်။